အနီမေးရှင်းများအလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တန်းတလုံးနဲ့ပေါ့เนาะကျွန်တော်3ကတ်ဆိုက်ကလေးပေါ့เนาะအပီးပေါက်ဆိုက်ကလေးကိုဒီမှာခြားပြပေးမှာဖြစ်ပါတယ်ဗျာเนาะခြားပြပေးမှာဖြစ်တယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ပေါ့เนาะအပီးပေါက်ကျွန်တော်တန်းတလုံးပေတန်းနဲ့ပေါ့เนาะကျွန်တော်3တန်းရှာမယ်3တန်းရှာပြီးတော့တန်းတလုံးအထီပေါ့เนาะအထီနဲ့ကျွန်တော်တို့ခဏလေးတွေထုတ်သွားမှာဖြစ်တယ် Okay ဒါဆိုရင်ကျွန်တော်တို့လိုချင်တာဒီဒီမှာ10ချင်းအတွက်ပေါ့เนาะဒီ10ချင်းအတွက်ကျွန်တော်တို့လိုချင်တယ် နော်ဒီမှာဇောင်းလိုက်ဆင်းသွားမယ်တပင်နှစ်ပင်ချပြီးတော့ကျွန်တော်တို့ဒီမှာ400နဲ့5ပေါ့နော်ဟုတ်ပြီတပင်နှစ်ပင်ချမှာကျွန်တော်တို့ခွန်၈ခွန်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်ကျွန်တော်တို့ဒီပင်လေးတွေကိုလိုက်ပြီးတော့ဖမ်းသွားမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့အတန်းလေးပေါ့နော်ဒီမှာစကြည့်မယ်ဟုတ်ပြီကျွန်တော်နည်းနည်းလေးချက်ပေးမယ်ပေါ့နော် screen လေးနည်းနည်းချက်ပေးမယ်။ဒါကကျွန်တော်ဒီ set ချင်းအတွက်နောက်ဆုံးမူဖြစ်ပါတယ်ဗျာနော်။မနေ့ကဆိုရင်တော့ကျွန်တော်ဒါ trip ပြီးဖြစ်တဲ့အတွက်ပေါ့နော်။ Okay ဒီမှာရှိနေတဲ့ number 9เนาะဒီမှာ9เนาะပြီးရင်ဒီမှာ number 3ညပေါ့နော်။နံပါတ်3ညဒီ3လုံးပေါင်းချင်းနံပါတ်1ဒီเนาะ1 2ပါဝါခွန်ဆိုပြီးတော့ကျွန်တော်တို့ယူသွားမယ်ပေါ့เนาะ1เนาะ1ပါဝါဒီကျွန်တော်တို့ဘာဖြစ်မလဲ1ပါဝါဒီခွန်ဖြစ်ပါတယ်เนาะ နှစ်ခွန်ရပြီဆိုရင်ကျွန်တော်တို့ဒီမှာเนาะခွန်ရဲ့ဘေးကကျွန်တော်တို့ခါးတိုင်နံပါတ်1ရယ်အပေါ်ကဒီမှာရှိတဲ့3ညပေါ့เนาะခွန် sorry ဒီ3ညပေါင်းခြင်းနံပါတ်1တင်းနှက်ခတ်8ပေါ့เนาะဒီမှာတင်းနှက်ခတ်8ဆိုပြီးတော့ကျွန်တော်တို့စစ်ပြီးတော့ယူမယ်ဒါပြီးရင်ကျွန်တော်တို့တပင်နှစ်ပင်ချားပြီးတော့ပေါ့เนาะသူ့ရဲ့အောက်မှာတပင်နှစ်ပင်ချားပြီးတော့ကျွန်တော်ဒီမှာ3ညပြီးရင်ထိတ်နှလုံး9 10ပေါ့เนาะ ဟုတ်ပြီ398ပေါင်းခြင်းနံပါတ်9เนาะခွန်ပါဝါ2ဆိုပြီးတော့ကျွန်တော်တို့စစ်ပြီးတော့ယူမယ်ခွန်ခွန်ပါဝါဒီနံပါတ်2ကျွန်တော်တို့ဒီမှာထွက်ကနန်းဒီဘာထွက်ပြလဲဆိုရင်ခွန်8ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်တာတာတွေ့ရမယ်ခွန်ပြီးရင်ဒီမှာ8ဒီမှာနံပါတ်9ပေါ့เนาะဒါတန်းတစ်လုံးနဲ့ကျွန်တော်တို့ဒါခွန်8ခွန်ဆိုပြီးတော့တန်းတစ်လုံးအပြီးပေါက်သွားတယ်ပေါ့เนาะဟုတ်ပြီဒီမှာခွန်8ခွန်ကျွန်တော်တို့ပတ်ဖြစ်တယ်ပေါ့เนาะ ဟုတ်ပြီဒါဆိုရင်နောက်တစ်ပင်ကိုကျွန်တော်တို့အတူတူဆက်ကြည့်အောင်ဗျာနော်နောက်တစ်ပင်မှာကျွန်တော်တို့တစ်ပင်နှစ်ပင်နော်နှစ်ပင်ချားပြီးတဲ့နောက်မှာသူကဒီမှာဗာချပေးသွားလဲဆိုရင်၄၃ညာ၅ကိုကျွန်တော်တို့ရှာမှာဖြစ်တဲ့အတွက်ဒီမှာနံပါတ်9ပြီးရင်ဒီမှာနံပါတ်9ပြီးရင်ဒီမှာနံပါတ်10ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီခွန်ခွန်ပေါင်းခြင်းလေးကို10နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်5ဖြစ်တယ်ပေါ့နော်9 9ပါဝါဒီဘာဖြစ်မလဲကျွန်တော်တို့၃ညာဖြစ်ပါတယ်နော်9 3ညာ အားတုံညာပြီးတဲ့နောက်မှာကျွန်တော်တို့ဒီအပေါ်ကလိုပဲကျွန်တော်တို့ဒီနံပါတ်1ရဲ့ဒီနံပါတ်6ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းနံပါတ်9ဒီ9နှက်ခတ်ကျွန်တော်တို့တုံညာဆိုပြီးတော့ကျွန်တော်တို့စိတ်ယူမယ်နော်9နှက်ခတ်တုံညာပေါ့နော်ဒီမှာရေးလိုက်ပြီဒါပြီးရင်တပင်နှစ်ပင်ချားပြီးတဲ့နောက်မှာဒီမှာရှိတဲ့နံပါတ်9ရဲ့ဒီမှာရှိတဲ့နံပါတ်1ရဲ့ဒီမှာရှိတဲ့နံပါတ်3ရဲ့ပေါ့နော်9 1 3နော်9 1 3 ား၅၁၃ဒီလိုလေးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်9ဖြစ်ပါတယ်နော်9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာယူမလဲ9 9ပါဝါဒီနံပါတ်၄ဆိုပြီးတော့နော်9ပါဝါဒီနံပါတ်၄နော်ဒီမှာ token ID 405နော်405ဖြစ်ပါတယ်ဒီမှာဆိုရင်နံပါတ်၄နော်405ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ400နဲ့မှ9ဒီကျွန်တော်တို့ဒါ bus ဖြစ်တယ်ပေါ့နော် ်ဟုတ်ပြီဒါဆိုဒီတပင်အတွက်ကျွန်တော်တို့အတူတူကြည့်အောင်ဗျာနော်ဒီတပင်မှာရောကျွန်တော်တို့ပါရရမယ်ပေါ့နော်ဒီတပင်မှာကကျွန်တော်ဒီမှာလိုချင်တာကဒီမှာပေါ့နော်ဒီမှာဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့နံပါတ်3ညာနော်ဒီမှာရှိနေတဲ့နံပါတ်5ဒီမှာရှိနေတဲ့နံပါတ်4ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့3ညာ5 4ပေါင်းချင်းနံပါတ်ဘယ်လောက်ဖြစ်မလဲနံပါတ်9ပါနော်9 9ဖြစ်တဲ့အတွက်9ပါဝါသည်နံပါတ်4ပါ9ပါဝါ4ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီ3ညာရဲ့ရှိကနံပါတ်9 ခါးတိုင်9ရဲ့ကျွန်တော်တို့ဒီခါးတိုင်10ရဲ့ဒီနှလုံးပေါင်းခြင်းဒီနံပါတ်3ညဖြစ်တယ်ပေါ့เนาะ3ည3ညနှစ်ခတ်ဒီပါယူမလဲခွန်3ညကျွန်တော်တို့ခွန်ပေါ့เนาะဒါပြီးရင်ကျွန်တော်ဒီမှာဇောင်းလိုက်စင်းมาဖြစ်တယ်တပင်နှစ်ပင်စင်းပြီးတဲ့ဇောင်းမှာကျွန်တော်ဒီမှာရှိနေတာဒီနံပါတ်1ပါဒီမှာရှိနေတာဒီ8ဒီမှာဒီနာဒီနံပါတ်6เนาะဒါဆိုရင်ဒီကပေါင်းခြင်းက1 8ပေါင်းခြင်း9ကို6နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်5ဖြစ်ပါတယ်5ဖြစ်တဲ့အတွက်5 ငါပါဝါသည်ဘာဖြစ်မလဲကျွန်တော်တို့တုံညာဖြစ်ပါမယ်เนาะငါပါဝါသည်တုံညာပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ရအောင်ပေါ့เนาะဒီအပေါ်မှာကျွန်တော်တို့เนาะဒါတဒန်းတလုံးနဲ့ဒါထိုးရမယ်ကစားကွက်လေးတွေဖြစ်သွားပြီပေါ့เนาะဒီကစားကွက်တွေဖြစ်သွားပြီဆိုတော့ဒီကစားကွက်ကိုကျွန်တော်တို့ဘယ်လိုထုတ်မလဲပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးပြန်ပြီးတော့အောက်ကိုချက်ခြုံလိုက်မယ်ပေါ့เนาะဟုတ်ပြီကျွန်တော်တို့ဒီတိုင်းလေးတက်လာတယ်ပေါ့เนาะ ဒီမူဒီဒီကိုဆင်းတယ်ဒီမူဒီဒီကိုဆင်းတယ်ဒါဆိုရင်ဒီမူဒီဒီမှာဆင်းမယ်ပေါ့နော်ဆင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမူကိုပြန်ပြီးတော့သုံးသပ်ရမယ်ပေါ့နော်သုံးသပ်ရမယ်ဆိုပထမအဦးဆုံးကျွန်တော်တို့ဒီမှာနော်ခွန်ရှစ်ခွန်ဆိုတော့ဒီကနေစတယ်ပေါ့နော်ကျွန်တော်တို့အောက်ကနေစပြီးတော့အပေါ်ကိုယူသွားတဲ့သဘောခွန်ရှစ်ခွန်နော်ဒီမှာရောကျွန်တော်တို့405အောက်ကနေစပြီးတော့ကျွန်တော်တို့အပေါ်ကိုယူသွားတယ်နော်ဒါဆိုရင်ဒီကောင်းဒီအောက်ကထိတ်စီခါအပိတ်နော်ဒါဆိုရင်ဒီကောင်းကိုထိတ်ယူမယ် เนาะဒါဒီခါယူမယ်ဒါဒီဘာယူမလဲကျွန်တော်တို့အပိတ်ယူမယ်စုစုပေါင်းကနဘယ်နှခုရမလဲဆိုတော့ကျွန်တော်တို့အတူတူထုတ်ကြည့်ပါမယ်เนาะဒါဆိုရင်ငါထေစီနဲ့ရင်စထုတ်ကြည့်မယ်၅၃၉เนาะပြီးရင်၅၃၄เนาะပြီးရင်ငါ့ကိုခွန်ခါနဲ့၅ခွန်၉เนาะပြီးရင်၅ခွန်၄ဟုတ်ပြီเนาะဒါပြီးရင်တော့ကျွန်တော်တို့၃ညထေစီနဲ့ထုတ်ရမှာဖြစ်တယ်၃ည၃ည ကို900ရာပြီပေါ့เนาะ3 3 4 4ရာလဲရာပြီဖြစ်တယ်3 9 9เนาะပြီးရင်3 9 9 4ဆိုပြီးတော့ကျွန်တော်တို့စုစုပေါင်းကဏ္ဍဒီ8ခွေရာမယ်ပေါ့เนาะ8ခွေရာမယ်တန်းတန်းတလုံးနဲ့ကျွန်တော်တို့ဒါအပီးပေါက်ပေါ့เนาะအပီးပေါက်ဒီကျွန်တော်တို့9လုံးပဲရှိပါတယ်9 4 3 9 9เนาะဟုတ်ပြီ9လုံးကိုမှကျွန်တော်တို့ဒါတဲထိုးရမယ်ပေါ့เนาะဒီမှာလဲကျွန်တော်တို့တဲထွက်ထားတယ်ခွန်ရှစ်ခွန်ခွန်ရှစ်ခွန်ဆိုပြီးတော့ဒီမှာခွန်ရှစ်ခွန်တက် เนาะဒီမှာ4 3 5ဆိုပြီးတော့4 3 5ကျွန်တော်တို့ထည့်ဖြစ်ပါတယ်เนาะဒါဆိုရင်ဒီမှာလဲကျွန်တော်တို့ဒီခဏနေဒီထိတ်ခါအပိတ်ပေါ့เนาะထိတ်လဲပိတ်နေကျွန်တော်တို့ဒါထည့်ဆင်းရမယ်မူလေးတွေဖြစ်တယ်ပေါ့เนาะဒါဆိုရင်တော့ဒီမူလေးကစစ်ပေးမပေးတော့ကျွန်တော်မပြောတတ်ဘူးပေါ့เนาะလေဝတ်တဲ့ငွေချင်းတွေကတော့ယူသုံးနိုင်ပါတယ်ဗျာโอเคပါဒါဆိုရင်ကျွန်တော်ရဲ့အခြားမူလေးတွေလည်းကျွန်တော်ထုတ်ထားတာရှိရပေါ့เนาะအခြားမူလေးတွေက ျွန်တော်ရဲ့ဒီအကြိုက်ဆုံးမူကပေါ့နော်အာဟိုတနေ့ကကျွန်တော်ပြလိုက်တဲ့မူပေါ့နော်ဒီနာကကျွန်တော်တို့3943ဒီအဝါနဲ့ပေါ့နော်3943ကျွန်တော်တို့1ချိန်နဲ့ပေါ့နော်ထိုးရမယ်ခဏကျွန်တော်တို့3ပြိနဲ့နော်ဒီ3ပြိနဲ့နော်3943ကိုမှအဲမူကိုကျွန်တော်တို့ဒီချာချာထိုးပါအဲမူခဏ3ခွက်ပဲရှိတယ်ပေါ့နော်3ခွက်ပဲအရင်တစ်ခွက်ဒီကျွန်တော်တို့433ဆိုပြီးတော့ပေါ့နော်ပြီးတော့ကျွန်တော်တို့ main ကွက်တွေကကျွန်တော်တို့34ပြီးရင်33ဖြစ်တဲ့အတွက်346လာမသိဘူးเนาะပြီးရင်393เนาะအကောင်လေးတွေကိုတော့ကျွန်တော်တင်ပြီးတော့ကစားစီခြင်း ਨੇ ပြီးတော့အဲ့နောက်ရက်မှာကျွန်တော်စစ်တင်ထားတဲ့ခဏတီးเนาะ9ရ943မှတ်တယ်ပေါ့เนาะ1ချင်းကကျွန်တော်တည်တည်ချာချာတော့မမှန်မိဘူးနော်943ချင်းနဲ့တစ်ဆိုင်လည်းရှိတယ်အဲ့တစ်ဆိုင်လည်းကျွန်တော်ကြိုက်တယ်ပေါ့နော်ကြိုက်တာဖြစ်တဲ့အတွက်တကယ်ချင်းမိတ်ဆွေတို့ကတော့ကိုပိုင်ဒါဆုံးဖြတ်ပြီးတော့ဆုံးဖြတ်ချက်ခံခံမှန်မှန်နဲ့ ကစားကြပါလို့အကြံပြုပါတယ်ဗျာနော်။ Okay ပါ။ဒါဆိုရင်တငယ်ချင်းတို့ဒီကနေ့တင်မဲ့ကဏ္ဍလေးတွေရှိတယ်ဆိုရင်လည်း comment မှာ comment ပေးပါအောင်ဗျာနော်။ကျွန်တော်လည်းဒီကနေ့ညနေသို့မဟုတ်မနက်ဖြန်မနက်ခင်းပိုင်းမှာတငယ်ချင်းတို့ comment လေးတွေကြည့်ပြီးတော့ like ပြီးတော့ထိုးခြင်းပါတယ်။ like ပြီးတော့ cancel ခြင်းပါတယ်ဗျာ။အလုံးပဲကျေးဇူးထူတယ်ပါတယ်။ comment လေးတွေပေးခဲ့ပါအောင်ဗျာ။အလုံးပဲဖိုင်ဖိုင်မှာမနက်ဖြန်မှာအလုံးပဲအဆင်ပြေကံကောင်းကြပါစေဗျာ။